လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်ကလှုပ်ဝက်ဆန်းကျစွာပျောက်ဆုံးသွားခဲ့တဲ့မလေးရှားခီးတဲ့ရင်ကြီး A380 ကိုပြန်ရှာမယ်လို့သိရပါတယ်။လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကလှုပ်လှုပ်ဝက်ပိုပျောက်ကွယ်သွားတာဖြစ်ပါတယ်။လာပေါင်းများစွာနှစ်ချီရှာဖို့ပေမဲ့အစိမ့်ပိုင်းလေးတစ်ခုတောင်လုံးဝမတွေ့ခဲ့ရပါဘူး။ဒါကတော့မလေးရှားလေကြောင်းလိုင်းပိုင်း MA370 လေယာဉ်ရဲ့အပျက်စီးတွေကိုပြန်လည်ရှာဖွေလုပ်ငန်းတွေပြန်စတင်ဖို့မလေးရှားအစိုးရကအတည်ပြုပါတယ်။မလေးရှားအစိုးရနဲ့ Ocean Infinity Company တို့သဘောတူညီချက်အရလင်းရင်ပြကြတယ်လို့ယူဆရတဲ့အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းစတူရန်ကီလိုမီတာ1000ခွဲကျယ်ဝန်းတဲ့ area မှာရှာဖွေမှုလုပ်ဆောင်မှာဖြစ်ပါတယ်။လင်းရင်ပြစီးတွေရှာဖွေတွေ့မယ်ဆိုရင် ကုမ္ပဏီအနေနဲ့ဒေါ်လာသန်း80ရမှာဖြစ်တယ်လို့မလေးရှားသေပို့ဆောင်ရေးဝန်ကြီးကပြောပါတယ်။မလေးရှားလေကြောင်းလိုင်းလင်းရင်ခင်းစစ်အမှတ် M8370 ဟာကာလာလမ်ပူကနေပေကျင်းကိုပြန်တန်းစဉ်2014မှာပြက်ကျပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။ လေရင်ပေါ်မှာခီးတဲ့အမှုထမ်းစုစုပေါင်း239ဦးလိုက်ပါခဲ့ပြီးလေရင်ပျောက်ဆုံးမှုဟာကဘာပေါ်မှာလေချောင်းဆိုင်ရာလှုပ်ဝက်ဆန်းကျင်မှုတွေကတခုပါဝင်ဖြစ်သွားပါတယ်ပျောက်ဆုံးခဲ့တဲ့နှစ်တွေအတွင်းရှာဖွေမှုတွေလုပ်ခဲ့ပေမဲ့အပျက်စီးတွေကိုလုံးဝမတွေ့ခဲ့ရပါဘူးဒါအပြင်လေရင်ဘလက်ဘောက်ကိုလည်းလုံးဝတွေ့ရှိခြင်းမတွေ့ပါဘူးအဲ့ဒီပင်လယ်ပြင်ငိုရှိုးရှာဖွေပေမဲ့လေရင်ကြီးနဲ့တူတဲ့အရာတခုတော့မတွေ့ရဘူးဆိုပါလေ ဒေါ်လာတန်း150ကျော်အကုန်ကျခံခဲ့တဲ့နိုင်ငံဆုံးရှာဖွေမှုပါဝင်အရင်ကရှာဖွေမှုတွေဟာ2019မှာအဆုံးသတ်ခဲ့ပါတယ်မလေးရှားဆိုရဟာလေရင်ပြန်ရှာဖွေရေးနဲ့ပတ်သက်ပြီးဒီဇင်ဘာလမှာမူအားဖြင့်သဘောတူခဲ့ပြီးမလအတွင်းမှာတော့ညှိနှိုင်းမှုတွေပြီးစီးခဲ့ပါတယ်လေရင်ဟာ2014မလရှိရနေမှာကွာလာလမ်ပူလေဆိပ်ကနေပြန်တက်ပြီးတနအီမပြည့်ခင်လေကြောင်းထိန်းချုပ်ရေးစင်တာနဲ့အဆက်အသွယ်ပြတ်တော့ခဲ့ပါတယ်လမ်းကြောင်းမှာတွေ့ဖြီသွားပုံရတယ်လို့ရေဒါမှာဖော်ပြထားပြီး အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းတနေရာမှာပြတ်ကျခဲ့တယ်လို့ကျွမ်းကျင်သူတွေကခန့်မှန်းထားတာဖြစ်ပါတယ်။